ယ်တွင်ကိုထောဖောက်ဝင်ရောက်ဖို့ကြိုးစားနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုချင်းလန်းကပွဲတပ်ဖွဲ့စစ်ကြောင်းတစ်နဲ့စစ်ကြောင်းနှစ်တို့ကမဟာမိတ်တော်လှန်ရေးတပ်များနဲ့တူပြင်းထန်စွာခုခံတိုက်ခိုက်နေရာကလေးကန့်ကောဖလန်းနဲ့တိတိမ်မြုံနယ်တို့မှာရပောင်များစွာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းချင်းပြည်ကာကွယ်ရေးဝန်ကြီးဌာနကဒီကနေ့လိုမှာ၁၈ရက်မှာထုတ်ပြန်ပါတယ်တိုက်ပွဲမှာစစ်ကောင်စီဘက်ကဘုံမှုနဲ့ဘုံကြီးအဆင့်အရာရှိများပါဝင် စစ်သားတရားဝန်ကျင်တည်ဆုံခဲ့ပြီးစစ်တုံးမှန်းတချို့ဖမ်းဆီးရမိကလက်နက်ခဲရက်နဲ့စစ်သုံးဆောင်ပစ္စည်းအများအပြားသိမ်းဆည်းရရှိခဲ့ပါတယ်။ချင်းလန်တပ်ဖွဲ့စစ်ကြောင်းတပ်ဟာဖာကို PDF ကြောင်းသားတပ်မတော် ABS DF ခရိုင် PDF တပ်ရင်းများပကဖာများရော Defense Force စရဲမဟာမိတ်တပ်ဖွဲ့များနဲ့ပူးပေါင်းကကလေးကံကောလမ်းပိုင်းမှာစစ်ကောင်စီတပ်ကိုပိတ်ဆို့တိုက်ခိုက်နေပါတယ်။စစ်ကြောင်းနှစ်ကတော့ ချင်း National Defense Force CNDF PDF ဆိုလန်စတဲ့တပ်ဖွဲ့တွေနဲ့တူဖလန်းဝေပူလာလမ်းပိုင်းတီးတိမ်ခိုင်တန်းလမ်းပိုင်းတို့မှာစစ်ကောင်စီတပ်စစ်ကြောင်းများကိုတိုက်ခိုက်ထိန်းချုပ်ထားပါတယ်စစ်ကောင်စီဘက်ကအထိနာနေတဲ့အတွက်လေကြောင်းတိုက်ခိုက်မှုများကိုအားကိုးပြီးလူဝင်မှာ6ရက်နေမှာတိုက်လေရင်နဲ့၄ချိန်လူဝင်မှာ14ရက်နေမှာတိုက်လေရင်9ချိန်ဝိုင်းတွဲနဲ့2ချိန်လူဝင်မှာ15ရက်နေမှာတိုက်လေရင်2ချိန် နိုဝင်ဘာ16ရက်နေ့မှာတိုက်လေရင်နှစ်ကြိမ်ဝိုင်းတွဲနဲ့ဘုံ90လုံးခန့်နိုဝင်ဘာ18ရက်နေ့မှာတော့ဖိုင်တာချက်၄ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်သို့တော်လည်းချင်းလန်းတပ်ဖွဲ့နဲ့မဟာမိတ်တပ်များရဲ့ပျောက်ကြားနည်းမြူဟာနဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်များဆက်လက်ထိုးဖောက်ဖို့ခက်ခဲနေစေဖြစ်ကြောင်းသိရပါတယ်ချင်းပြည်နယ်အတွင်းစစ်ကောင်စီတပ်ရဲ့ထိုးစစ်ကိုနှစ်ဖက်တပ်ဖွဲ့များပူးပေါင်းပြီး ပြင်းထန်စွာတုံ့နှံနေတဲ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ပါရဲ့ရှင်။